မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့မန္တလေးစကိုင်းနယ်ကြောက်စဲတို့မှာမနေ့ကညပိုင်းကငလျင်တိတိတတတာလှုပ်ခတ်သွားပြီးတော့ပြည်သူအများစုဟာခံစားသိရှိလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဧပြီလ26ရက်နေ့ည8:53မိနစ်အချိန်မှာမန္တလေးစကိုင်းနယ်ကြောက်စဲမြို့တို့မှာငလျင်တိတိတတတာလှုပ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ငလျင်လှုပ်ရှားမှုဟာစက္ကန့်ပိုင်းသာကြာမြင့်ခဲ့တော့လေလှုပ်ခတ်မှုနဲ့ရိမ်းထိုးမှုကိုတိတာစွာခံစားလိုက်ရတယ်လို့ပြည်သူများကပြောဆိုထားပါတယ်။ ငလင်းကလှုပ်တဲ့အချိန်မှာအရာဝတ္ထုပစ္စည်းတွေရိုက်တဲ့အတန်တွေပါထွက်လာတာအော်တန်နဲ့လာလှုပ်တယ်လို့မျိုးခံစားရတာပါလို့မန္တလေးဒေသခံတအုပ်ကပြောပြထားပါဗျ။အလားတူပဲစကိုင်းမြို့ကပြည်သူတအုပ်ကလည်းမနေ့ကည8:53မိနစ်မှာလှုပ်ခတ်တဲ့ငလင်းကိုအလွန်သိသားစွာခံစားရပြီးတော့နေအိမ်များလည်းရိမ့်ထိုးခဲ့တယ်လို့ပြောပြထားပါဗျ။လောက်တာကတော့တစ်ချက်တည်းပဲဒါပေမဲ့ရင်းထိုးပြီးတော့တွန်းလဲလိုက်တယ်လို့ပဲလို့သခိုင်းမျိုးဇေယျကွက်တဲ့ရက်ကွက်ကပြည်သူတအုပ်ကပြောဆိုထားပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ်တဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနဲ့လူမှုကင်ဆယ်ရေးဝန်ကြီးဌာနကတော့မနေ့ကဧပြီလ26ရက်နေ့မြန်မာစံတော်ချိန်ည8:53မိနစ်အချိန်မှာမန္တလေးတိုင်းကြောက်စဲမြို့အနီးမြေအောက်အနက်30ကီလိုမီတာကိုဗဟိုပြုတ်ပြီးတော့ Richter scale 4အဆင့်နဲ့အင်အားအသင့်တင့်ရှိတဲ့မြေငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တယ်လို့ပြောဆိုထားပါတယ်။သခိုင်းငလျင်ကြီးရဲ့နောက်ဆက်တွဲငလျင်များဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်ငလျင်ဘေးဆောင်ရန်ရှောင်ရန်သတိပြုရန်များနဲ့အညီနေထိုင်ကြပါရန်ထပ်မံပြီးတော့အတိပေးပါကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ မက်လ28ရက်နေ့ကပြင်အား9.8အဆင့်ရှိတဲ့မလျင်ကြီးလောက်ခတ်ပြီးတဲ့နောက်နောက်ဆက်တွဲငလျင်လောက်ခတ်မှုအကြိမ်အရွတ်ဟာ156ကြိမ်ရှိနေပြီဖြစ်တယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရကြောင်းတင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းမြို့နယ်အတွင်းကိုထိုးစစ်ဆင်လာတဲ့အင်အား90လောက်ပါတဲ့တောင်မှ33စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်များကစုပေါင်းတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်က25ဦးထက်မနည်းသေဆုံးသွားပြီးတော့စစ်ကြောင်းတစ်ခုလုံးဖျော်ဖျက်ပြစ်ပြီးတော့ထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ25ရက်နေ့သခိုင်းမြို့နယ်အတွင်းမင်းကွန်းနယ်ဘဒူကြီးပါရီဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုတော်လိုင်းတပ်များကတိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။စစ်တပ်ကစစ်ကြောင်းများစွာခွဲပြီးတော့သခိုင်းမြို့နယ်အတွင်းကိုဝင်ရောက်နေတယ်လို့သိရပါဗျ။ဧပြီလ25ရက်နေ့ကသခိုင်းမြို့နယ်အတွင်းတနင်္လာမှာအင်အား90ပါတဲ့စစ်တပ်စစ်ကြောင်းကို စစ်ကြောင်းတစ်ခုလုံပြုတ်သွားတဲ့အထိတိုက်ခိုက်ချေမုန်းနိုင်ခဲ့တယ်လို့သိရပါတယ်စစ်ကြောင်းမြို့နယ်တဲကိုစစ်ကြောင်းတွေခွဲပြီးတော့စစ်တပ်ကအင်အားအလုံးရင်းတွေကိုဝင်လာနေပါတယ်မြေပြင်အခြေအနေအရစစ်ရေးအရအတော်ကိုတင်းမာနေတယ်အေပီလာ25ရက်နေ့တိုက်ပွဲမှာ စစ်တပ်ကစစ်ကြောင်းပြုတ်အောင်လို့ကျွန်တော်တို့တိုက်ခိုက်နိုင်ပေမဲ့လက်ရှိမှာတော့စစ်ခွေးတွေကအင်အားထက်ထိုးပြီးတော့ခြိတက်နေလို့အရန်ကိုတရိပ်ထားနေရပါတယ်စစ်တပ်ကစစ်ကြောင်းတွေခွဲပြီးတော့ကိုသခိုင်းတွေကိုဖြန့်ထိုးနေတာလို့တော်လိုင်းရင်တရင်ရင်မြစ်ကရှင်းပြထားပါတယ်သခိုင်းမြို့နယ်တနေရမှာစစ်ကြောင်းကိုပြုတ်အောင်တိုက်ခိုက်ချင်းမုံနိုင်ခဲ့တဲ့စစ်တပ်စစ်ကြောင်းဟာတမ33စစ်ကြောင်းဖြစ်ပြီးတော့စစ်တပ်ဘက်က25ဦးထက်မနည်းတိတ်ဆုံးသွားတယ်လို့သိရပါတယ်လက်နက်ခဲယမ်းများကိုလည်းတိတ်ဆီရရှိခဲ့တယ်လို့ပြောပါတယ်စစ်ကြောင်းဟာအင်အား90ခန့်ပါပြီးတော့တချို့ဟာထွက်ပြေးသွားတယ်လို့သိရပါတယ် အချိန်နေတွေတည်ငြိမ်ရင်တော့တပ်ဆိုင်ရာကဖြစ်ချောင်းကုံစင်တင်းထုတ်ပြန်ပါလိမ့်မယ်အခုကတော့နေရာအတိကျရေးတာမျိုးတတ်နိုင်ရင်တော့ထိမ့်ထိမ့်သိမ့်သိမ့်လှုပ်ဆဲခြင်းပါတယ်လို့တော်လိုင်းရေးတရင်ရင်းမြစ်ကဆက်လက်ပြောပြထားပါတယ်အချက်မှတ်စစ်ကောင်စီရဲ့တပ်မ33စစ်ချောင်းကိုတိုက်ခိုက်ချိန်မုံရမှာဒေသတော်လိုင်းရေးတပ်ပေါင်းစုံကစုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ကျေးရွာ LPDF များပါပူးပေါင်းပြီးတော့ပအဝင်တိုက်ခိုက်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမာမြို့သိမ်းတိုက်ပွဲဟာမနေ့ကဆက်လက်ပြင်းထန်ခဲ့ပြီးတော့စစ်ကောင်းစီရဲ့ကာကင်းစခန်း၅ခုကိုထပ်မံသိမ်းပိုက်ရရှိကစစ်တပ်ရဲ့တိုက်ရင်မှုနဲ့အဖွဲ့ကိုအရှင်ဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ25ရက်နေ့ကစတင်ပြီးတော့မမော်မြို့သိမ်းတိုက်ပွဲဟာပြန်လည်ပြင်းထန်လာခဲ့ပြီးတော့ KIA နဲ့ KPDF တပ်များကထိုးစစ်ကိုအရှိန်မြင့်တင်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီတိုက်ပွဲများအတွင်းမှာစကခ27ရက်ကာကင်းစခန်း5ခုကိုထမှန်သိမ်းပိုက်ရရှိပြီးစစ်တပ်ရဲ့တိုက်ရင်မှုနဲ့အဖွဲ့ကိုလည်းအရှင်ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗါးစကခ27ရက်ကာကင်းစခန်း5ခုကိုထပ်ရခဲ့ပါတယ်အခုကစကခ27ရက်ဗဟိုကင်းအထိကိုရောက်နေပါပြီ အဲ့ဒီထဲမှာစစ်တပ်တရင်မှုနဲ့အဖွဲ့ကိုလည်းစစ်တုံးမှန်းအဖြစ်နဲ့ဖမ်းဆီးရရှိထားပါတယ်တိုက်ပွဲတွေပြင်းထန်နေတယ်စစ်တပ်ကလေရင်နေနဲ့တစ်ချိန်လုံးဘုံတွေလာကျဲနေတယ် ကိုဘတ်မှာလည်းအထူးကိတ်တွေရှိတယ်လို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါဗါ2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ကစတင်ပြီးတော့ဗမော်မြို့ကိုတိမ့်ပိုင်နိုင်ရန် KIA ဥဆောင်တဲ့ပူပေါင်းတပ်များကထိုးစစ်ဆင်လာခဲ့ကလက်ရှိအချိန်မှာ၅လနီးပါးကြာတဲ့အထိတိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါဗါအလားတူပဲကချင်ပြည်နယ်ဖားကတ်မြို့နယ်ကိုစစ်တပ်စစ်ကြောင်းများကခြေတက်ထိုးစစ်ဆင်နေရထိုးစစ်ဆင်လာတဲ့စစ်ကောင်းစီတပ်များကို KIA ဥဆောင်တဲ့တော်လိုင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးတိုက်ခိုက်မှုကြောင့်စစ်တပ်ဘက်ကအထိနာပြီးတော့တေဆုံးထိခိုက်မှုတွေများပြားလာတယ်လို့သိရပါတယ် စစ်ခွေးတွေဘက်ကလက်နက်နဲ့ခဲယမ်းနဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်စီရမိထားတယ်ရှိပါတယ်စစ်ခွေးတွေဘက်ကလက်နက်ခဲယမ်းတွေစစ်ပစ္စည်းတွေကိုတင်စီရမိထားတာတွေရှိပါတယ်စစ်ခွေးတွေဘက်ကဘလောက်သေးတယ်ဆိုတာကိုတော့အရင်အတွက်အတိအကျမသိရသေးဘူးလို့ KPDF သတင်းအရင်းတွေကပြောပြထားပါတယ် AP လ24ရက်နေ့ကစတင်ပြီးတော့ကချင်ပြည်နယ်ဖားကန်မြို့ကိုမိုးကောင်းကာမိုင်းဘက်ကနေစစ်တပ်စစ်ကြောင်းများအင်အားရာချီပြီးတော့တက်လာတဲ့အတွာဖားကန်လမ်းမကြီးများအလုံးပိတ်ထားတယ်လို့သိရပါတယ်ညချင်းနာမိုးကောင်းကာမိုင်းဘက်လမ်းရေကာတာရွာတော်ဝိုက်မှာတိုက်ပွဲများအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ဲ့အပြင်ဟိုပင်အင်းတော်ကြီးလမ်းမတော်ဝိုက်မှာလဲစစ်တပ်ကစစ်ကြောင်းများထိုးနေတဲ့အတွက်တိုက်ပွဲများဖြစ်ပွားနေတယ်လို့သိရပါဗျ။တိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများကိုလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့အခုညီတောင်းကျန်တာလေးတစ်ခုကတော့ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ။ ။မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ။နေ့စဉ်မပြတ်အစီအအများတန်းအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရစေခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်မော့ကနေအခြေဆိုင်အကြမ်းဖက်စစ်တပ်ရဲ့ခမရ988တပ်ရင်းကိုတရခုံမမရှော့တိုက်တုံး၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ24ရက်နေ့မွန်လွယ်တနအီခွဲအချိန်ကမှအကြမ်းဖက်စစ်တပ်ရဲ့ခမရ988တပ်ရင်းကိုတရခုံမမရှော့တိုက်တုံး၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံးမှုတွေရှိနိုင်ပြီးတော့အခြေအနေကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။စစ်တပ်ဘက်ကပြန်လည်ပြစ်ခတ်တာမျိုးတော့မရှိဘူးဗျ။ ကျွန်တော်တို့စစ်စင်ရေးပြီးတာနဲ့ပြန်လဲပြီးတော့ဆုတ်ခွာလာပါတယ်ရန်သူဘက်က drone တွေကအချိန်မရွေးတက်လာနိုင်တာမို့လို့ကျွန်တော်တို့ပြန်လဲဆုတ်ခွာခဲ့တာပါကျွန်တော်တို့ပြစ်လိုက်တဲ့တရခွန်မမ short တိုက် drone တွေကသုံးလုံးကတော့တတ်မှတ်ထားတဲ့ target ကိုကျပါတယ်နှလုံးကတော့တတ်မှတ်ထားတဲ့နေရာကိုမရောက်ခဲ့ဘူးလို့မော်ပြီတော်လိုင်းရေးတပ် MSRF ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခတ်မှုကိုမော်ပြီတော်လိုင်းရေးတပ် MSRF မော်ပြီသက်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေးအဖွဲ့ NMSPAD ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနာတရင်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့တော်လိုင်းရဲဘော်များအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမင်းလာမြို့နယ်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အလဲကုန်းအုပ်စုအုပ်ချုပ်ရေးမှူးစိုးဝင်းကိုပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလာ26ရက်နေ့မော်လယ်၄နာရီခွဲအချိန်ကမှမင်းလာမြို့နယ်အလဲကုန်းအုပ်စုအုပ်ချုပ်ရေးမှူးစိုးဝင်းကိုတာယာဝတီခရိုင်တရင်33ရက်နဲ့တက်ခွဲ1တက်ခွဲ3နဲ့ မင်းလာမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းပြီးတော့ကက်လန်ဂုံရွာထိပ်လမ်းပေါ်မှာတနက်နဲ့၅ချက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအုပ်ချုပ်ရေးမှူးစိုးဝင်းဟာ ပွဲချင်းပြီးတိတ်ဆုံးသွားပြီးတော့၎င်းစီကနေပြီးတော့ဓမြောင်တစ်ချောင်းဝေသားချက်6တောင်းစိုက်ကဲတစီစီးတစိတ်တုံးနှစ်ခုစစ်မှုထမ်းရမယ်အမည်စရင်ပါတဲ့စားရွက်စားတမ်းများကိုတင်စီရရှိခဲ့တယ်လို့သိရပါဗါတယ်တိတ်ဆုံးသွားတဲ့အုပ်ချုပ်ရေးမှုဆိုဝင်ဟာစစ်မှုထမ်းခြင်းဆိုပြီးတော့ပြည်သူများထံကနေပြီးတော့ငွေချင်းများအတင်းကျပ်ကောက်ခံခြင်းစစ်မှုထမ်းရန်အမည်စရင်ပါသူများစီကနေပြီးတော့ငွေချင်းများအစမတန်တောင်းခံခြင်းလူငယ်များကိုစစ်မှုထမ်းရန်အတင်းကျပ်စူးစောင်းခြင်းလူငယ်များကိုလက်ထောက်ချပြီးတော့ပေါ်တာဆွဲခံခြင်းများလှုပ်ဆောင်နေတဲ့အတွက်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါဗါတယ် ဆိုးဝင်းကကြက်သမားပါကြက်ဝိုင်းကအပြံမှာစောင့်ပြီးတော့တိုက်ခိုက်ခဲ့တာပွဲချင်းပြီးတိတ်ဆုံးသွားပါတယ်သူကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာစစ်မှုထမ်းဥပဒေအကြောင်းပြပြီးတော့ငွေညစ်တာတွေလှုပ်ဆောင်နေတဲ့သူပါလို့တာယောင်ရီခန်တရင်3832ကတာဝန်ရှိသူကရှင်းပြထားပါတယ်ပြည်သူများအနေနဲ့တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့စစ်တပ်ထောက်တိုင်များကို အချိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့၎င်းတို့ရဲ့အနီးနားမှာတွာလာနေထိုင်ခြင်းမျိုးလုံးဝမပြုတ်လောက်ကြရန်တာယာဝတီခရိုင်တိုင်ရင်း383ညနေကအသေးပေးနှိုးဆော်ထားကြောင်းတရေရရှိပါရယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်း၊စစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအ мян ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ